အရေးယူပိတ်ဆို့မှုများကြော်လွှားနိုင်ရေး EAEU အဖွဲ့ဝင်ဖြစ်လို့ဟုစစ်ကောင်းဆောင်ကပြောပါတယ်။နိုင်ငံတကာအရေးယူပိတ်ဆို့မှုများကို ကြော်လွှားနိုင်ရန်အတွက်ဥရောပအာရှစီးပွားရေးတမက EAEU နဲ့ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်သွားရန်စိတ်အားထက်သန်လျက်ရှိပြီးမြန်မာနိုင်ငံကို EAEU ၏လေးလာသူနိုင်ငံအဖြစ်စွန့်လင်စွာပါဝင်နိုင်ရေးထောက်ခံပေးရန်စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်နိုင်ကတောင်းဆိုခဲ့ပါတယ်။ဘီလာရုစ်နိုင်ငံမင်းစ်မြို့ရှိ Mins International Exhibition Center BELEXPO နိုင်ကျင်းပသောသရုတ်ထအကြိမ်မြောက်ဥရောပအာရှစီးပွားရေးဖိုရမ် EF 2025မျက်နှာစုံမြင်စည်းဝေးတွင်ထို့သို့တောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်။နိုင်ငံတကာခင်းကျင်းတွင်ချင်းချမှုများကိုကြော်လွှားနိုင်ရန်အတွက်မိမိတို့အနေဖြင့်စုပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းဥရောပအာရှစီးပွားတက်မကအဖွဲ့၏အခမ်းအနားမှာအရေးကြီးပြီးပြည်မစီးပွားရေးစိန်ခေါ်မှုများနဲ့ပိတ်ဆို့တာများတည်ငြိမ်သောတိုးတက်မှုကိုပြသနိုင်ခြင်းဖြင့်မြန်မာနိုင်ငံသည်မိသားစုအဖွဲ့ဝင်ဖြစ်ပါဝင်ရန် များစွာစိတ်အားထက်သန်သည်ဟု၎င်းကပြောပါတယ်ဆက်လက်၍၎င်းမှအင်အားကြီးနိုင်ငံများကနိုင်ငံငယ်များပေါ်နိုင်ငံရေးစီးပွားရေးအရဖိအားပေးမှုပိတ်ဆို့မှုများသည်ကမ္ဘာနိုင်ငံများ၏အခြေခံမှုများကိုချိုးဖောက်နေခြင်းဖြစ်ပြီးရှိသင့်ရှိထိုက်သည့်ကောင်းမွန်သောအခြေခံမှုများကိုအလေးထားကာကမ္ဘာနိုင်ငံများ၏ဖွံ့ဖြိုးတိုးတက်မှုကိုအကောင်အထည်ဖော်နေသည့် EAEU လှုပ်ဆောင်ချက်များအောင်မြင်မှုများအားမြန်မာနိုင်ငံအနေဖြင့်ဂုဏ်ယူဝမ်းမြောက်ထောက်ခံကြောင်းလည်းပြောဆိုခဲ့ပါတယ်။ဆရာနာသိမ်းပြီးနောက်ပိုင်းနိုင်ငံတကာမှအရေးယူတန်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခါနာရသည့်စစ်ကောင်းဆောင်နဲ့မြန်မာနိုင်ငံမကြသိမိကလည်းအပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် ILO က Article 33အရအရေးယူရန်ဆုံးဖြတ်ထားခဲ့ပါတယ်။ရုရှားဦးဆောင်သည့်ယောပအာရှစီးပွားရေးတမက EAEU ကို2015တွင်စတင်ဖွဲ့စည်းထူထောင်ခဲ့ပြီးလက်ရှိတွင်ဘီလာရုစ်ကအလှည့်ကျဥက္ကဋ္ဌဖြစ်တာဝန်ယူထားပါတယ်။စတုထအကြေမြောင်းယောပအာရှစီးပွားရေးဖိုရမ်တို့အဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အာမေးနီးယား၊ကာဇက်စတန်ကာဂျစ္စတန်ရုရှားနဲ့မိတ်ဖက်နိုင်ငံကျူဘာတို့မှခေါင်းဆောင်များတက်ရောက်ဆွေးနွေးခဲ့ကြောင်း ိရပါတယ်။ဖိန်းချုပ်နယ်မြေများအားလုံးတွင် KTV များပိတ်ရန် KIO ကညွှန်ကြားလိုက်ပါတယ်။ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ကချင်လွတ်မြောက်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေများအားလုံးတွင် KTV နဲ့ night club များပိတ်ရန်ညွှန်ကြားထားကြောင်း KIO KIA ပြန်ကြားတာဝန်ခံဗိုလ်မှူးကြီးကပြောပါတယ်။အဓိကကမူရစေဝါပါ။ KTV တို့ night club တို့ဘားရုံးမှာကအပျော်ပါးကများနေတယ်။လူငယ်တွေလည်းပျက်စီးတာများနေတယ်။သူတို့အများအားသုံးနေတာကတော့မူရစီဝါတွေပါသုံးနေတာတွေ့ရတယ်။ဒါကြောင့်ပြေးလိုက်တာဖြစ်ပါတယ်ဟုဘုံမူကြီးကပြောပါတယ်။ KTV နဲ့ night club များပိတ်ရန်စတင်ညွှန်ကြားထားသည်မှာဒေသတစ်ခုနဲ့တစ်ခုအချင်းမတူညီတော့လေ KIA ထိန်းချုပ်ဒေသများအားလုံးတွင်ရက်အကန့်အသတ်မရှိပိတ်ရန်ညွှန်ကြားထားတယ်လို့ပြောပါတယ် KIA ဥထာဏချုပ်ရှိရာလိုင်စာပဝန်းကျင်တွင်ပိတ်ထားသည်မှာတလခန့်ကြာမြင့်ပြီဖြစ်ပြီးမန်ဂျန်ဘက်တွင်လည်းလက်တလော KTV ပိတ်ထားပြီဖြစ်ကြောင်းသိရပါတယ်ဖားကဒေသတွင်မူယခုဂျွန်လကိုမှစတင်ကပိတ်ပြီဟုသိရပါတယ် KIA ဤ ဂျွန်လ22ရက်နေ့ထုတ်ပြန်သည့်ညွှန်ကြားချက်အမိန့်စာတွင်ထိန်းချုပ်နယ်မြေအတွင်းမြို့ရေးစေဝါကင်းစင်ပပျောက်ရန်မူဝါဒများချမှတ်ကာအစဉ်အဆက်လှုပ်ဆောင်နေပြီးမြို့ရေးစေဝါပပျောက်ရေးကော်မတီတင်ပြလေ့လာချက်အရ KTV များတွင်အိမ်တော်သားအမျိုးသားအမျိုးသမီးလူငယ်ကျောင်းသားကျောင်းသူများစုဖွဲ့ကမြို့ရေးစေဝါ30ဖြန့်လူချင်းများလှုပ်ဆောင်နေသည့်ဖြင့်မြို့ရေးစေဝါကြောင့်အထက်ဇေယျထပျက်စီးသူများလာကမိသားစုတွင်အိမ်တော်ရေးပြဿနာမျိုးမျိုးဖြစ်ပေါ်လာသောကြောင့် KTV ဆိုင်အားလုံးကိုပိတ်ရန်ညွှန်ကြားကြောင်းပါရှိပါသည် ကချင်လွတ်မြောက်ရေးတပ်မတော် KIAD 2021ခုနှစ်နောက်ပိုင်းအာနာရှင်တော်လိုင်းထိုးစစ်အတွင်းကချင်ပြည်နယ်မှဆွန်ပရာဘုံအင်ဂျန်ယန်စဒုံချီပွေဆော့လော်ဖီမော်ပန်ဝါဒေါ်ဖုံယန်စင်ဘိုမြို့လှမိုးမောင်နဲ့ရိုက်ဂျန်မြို့နဲ့ရှမ်းမြောက်မှမဘိမြို့နောက်ဖက်ကမြို့တို့ကိုတင်ယူထားပြီးလက်ရှိတွင်ဖားကနဲ့ဗမော်မြို့တို့တွင်တိုက်ပွဲများဖြစ်ပွားလျက်ရှိပါသည်။နောက်ချိုမြို့ကိုစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်မှတိဟသူရပွဲရဗိုလ်မှူးကြီးအင်းမင်းအောင်ထုံးပုံထိမှန်ကအပြင်းထန်တိုက်ရရရှိပြီး မြေပြည်တော်တို့ပို့ဆောင်စေကုသနေရာကြောင်းသိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ကိုစစ်တပ်ကထိုးစစ်ဆင်လာသောတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်မှဒီရသူရဘွဲ့ရဘုံမူကြီးအမင်းအောင်မှဒရုန်းပုံထိမှန်၍အပြင်းထန်တံရရကမြေပြည်တော်တို့ပြန်လည်ပို့ဆောင်ကစေကုသနေရာကြောင်းဓနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA မှသတင်းနဲ့ပြန်ကြားတောင်းဝန်ရှိသူကပြောပါတယ်။လွန်ခဲ့သောလကဒီရသူရဘွဲ့ရဘုံမူကြီးအမင်းအောင်သည်တော်ဟာရေးတပ်ဖွဲ့များကလွှတ်တင်သည့်ဒရုန်းကိုထွက်ကြည့်စဉ် ဘုံကြရပောက်ွက်ခဲ့ပြီးဒဏ်ရာရရှိကာနေပြည်တော်သို့အရေးပေါ်ပြန်လည်ပို့ဆောင်ပြီးစေကုသမှုခံရကြောင်းဘုံကြီးတရားသူရ2021ခုနှစ်ဇန်နဝါရီ၄ရက်နေ့တွင်တရားသူရဘက်ကိုအနှင်းပေးခဲ့ကြောင်းသိရပါသည်။နောင်ကြိုတွင်တော်လှန်ရေးတပ်များ၏တိုက်ခိုက်မှုကြောင့်ဒဏ်ရာရရှိသောတရားသူရဘုံကြီးအင်းမြအောင်မှာစစ်တပ်ကတူအပတ်စဉ်၄စလေးမှဖြစ်ကြောင်းသိရပါသည်။ထို့ပြင်ဇွန်လ26ရက်နေ့ကနောင်ချိုမြို့နယ်နောင်ဖာညံတော်လုံဆန်းအုံးခါနဲ့နောင်လင်းကျေးရွာတို့တွင်တပ်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေချိန်စစ်ကောင်စီတပ်မလက်နက်ကြီး80လုံးနဲ့ drone ဖြင့်ပုံ32လုံးတို့ကိုပစ်ကူတိုက်ခဲ့ကြောင်းသိရပါတယ်။အခြေအနေကမုံမလင်းသေးဘူးကြမ်းနေပြီ။ကန်ကြီးဘက်ကနေထိုးတာဗန်ဘွေကုန်းဘက်ကနေတော့လပခနှစ်ပြူပါရဲ့။ပြုံးလွင်တင်သားကြောင်းကတက်တို့ရဲ့တခြားတပ်မလက်ကြံတက်တို့ရဲ့တက်ရင်တွေရဲ့ပေါင်းထိုးနေတာ။အင်အားကကပ်ဖက်ထုံထုံပြီးထိုးနေတာပါ။သူတို့ဘက်ကစစ်တောင်းထိုးတက်ခိုက်နေတော့ကိုကလည်းခုကရင်တက်ခိုက်နေရတာ။ပြည်သူတွေကိုပြောချင်တာကအရန်ကြီးစိုးရင်စရာမလိုပါဘူး။ ကျွန်တော်တို့လှုပ်ဆရာရှိကြလုပ်နေကြပါတယ်လို့ပြောကြပါတယ်ဟုဓနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA မှသတင်းနဲ့ပြန်ကြားတာဝန်ရှိသူကပြောပါတယ်ဂျွန်နာ26ရက်နေ့နောင်ချိုမြို့နယ်နောင်လင်းကျေးရွာနဲ့နောင်ဖာကျေးရွာကြားတွင်တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ကလက်နက်ကြီး39လုံးနဲ့ drone ဖြင့်ဘုံ16လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာပြည်သူနေအိမ်တစ်လုံးထိမှန်ပျက်စီးခဲ့ကြောင်းသိရပါတယ်အလားတူညံတော်ကျေးရွာတိုက်ပွဲတွင်လည်းစစ်ကောင်စီတပ်မှလက်နက်ကြီး32လုံးနဲ့ drone ဖြင့်ဘုံ15လုံးပစ်ကူပေးတိုက်ခဲ့ကြောင်းသိရပါတယ် ဇွန်လ25ရက်နေ့ကလည်းနှောင်ချိုမြို့နယ်နှောင်လင်းနှောင်အောင်လုံဆောင်နဲ့နှောင်ဖားကျေးရွာတို့တွင်တပ်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်မှဒရုန်းဖြင့်ပုံ28လုံးလက်နက်ကြီး68လုံးပြစ်ကူတိုက်ခိုက်ပေးခဲ့ကြောင်းသိရပါတယ်။မြန်မာမဟာဘိတ်၃ဖွဲ့ကငလင်တန်းတဲ့ပြည်သူများအတွက်လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရန်ထိုးစစ်ဆင်မှုများတစ်ဖက်သက်အပြစ်ရက်ကနောက်ထပ်တလတန်းတိုးထားခြင်းစစ်ကောင်စီတပ်ကခွင့်ကောင်းယူ၍အဆက်မပြတ်ထိုးစစ်ဆင်နေသောကြောင့်နောင်ချိုမြို့နယ်တွင်တပ်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်း TNLA သတင်းနဲ့ပြန်ကြားရေးဌာနကသတင်းထုတ်ပြန်ထားပါသည်။ ထို့ကြောင့်ပြည်သူများအနေဖြင့်စစ်ကောင်စီဘုံတဲတိုက်ခိုက်မှုများမှရှောင်ရှားနိုင်ရန်စည်ရေးသတိအမျက်ရှိရန်လိုအပ်ပြီးလေကြောင်းရံမှကာကွယ်နိုင်ရန်လေကြောင်းရံကာကွယ်ရေးဆိုင်ရာနီလာများကိုလိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်းတော်လှန်ရေးတပ်များကအသိပေးထားပါသည်အီရန်ကိုဘုံတဲခဲ့တဲ့စစ်စင်ရေးကနေအမေရိကန်ဘာအောင်မြင်မှုမှမရခဲ့ဘူးလို့အီရန်အစိုးရအကြီးအကဲကပြောပါတယ်။အီရန်ကိုဘုံတဲခဲ့တဲ့စစ်စင်ရေးကနေအမေရိကန်ဟာဘလို့အောင်မြင်မှုမျိုးရလကောင်းမျိုးကိုမှပိုင်ဆိုင်မသွားခဲ့ဘူးလို့အီရန်အစိုးရအကြီးအကဲကပြောပါတယ်။အဓိပတိကြီးအာယတ်တိုလာအလီခါမေနီဟာ အီရန်ရဲ့အစ္စရေးလိုကြားအပစ်ခတ်ရဆေးသဘောတူညီမှုရရှိလာပြီးနောက်တရက်မှာလူမြင်ကွင်းရှိပြန်ရောက်လာပြီးနိုင်ငံကိုလိမ့်မှုတဲ့မိန့်ခွန်းပြောကြားခဲ့ပါတယ်။သူဟာအီရန်ကိုအစ္စရေးကလေကြောင်းတက်ခိုက်မှုတွေစတင်ခဲ့တဲ့ဇွန်လ13ရက်နေ့ကလေးကအီရန်ရဲ့ထိတ်ဆုံးအဆင့်ရရှိတွေကိုပါအဆက်အသွယ်ဖြတ်တောက်ပြီးရှုံးဝတ်နေရတဲ့နေရာမှာပုံခုနေခဲ့တာဖြစ်ပါတယ်။ဇွန်လ26ရက်နေ့မိန့်ခွန်းမှာတော့ခမလီကဇွန်လ22ရက်နေ့ရုံးကအီရန်ရဲ့နျူကလ িয়াস ခံ3ခုကိုအမေရိကန်ဝင်ရောက်ဘုံကျဲသွားတဲ့စစ်စင်ရေးကိုအကျိုးရလာမှာဖြစ်ထွန်းခဲ့တဲ့မစ်ရှင်တစ်ခုလို့လောင်ပြောင်သွားပါတယ်။ တစ်ဖက်မှာတော့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ကာကွယ်ဝင်ကြီးကအဲ့ဒီတိုက်ခိုက်မှုကပြစ်ပတ်နေရာတွေကိုအကြီးအကျယ်ဖျက်ဆီးပြစ်နိုင်ခဲ့ပြီးယူရန်နျူကလ িয়ার နည်းပညာမျှတင်မှုတွေကိုအပြင်းအထန်ထိုးနှက်နိုင်ခဲ့တယ်လို့ပြောကြားထားပါတယ်။ကုမ္ပဏီကတော့အမေရိကန်ရဲ့ဘုံကျဲမှုအောင်မြင်တဲ့အတိုင်းအတာနဲ့ပတ်သက်ပြီးထရမ့်ကအလွန်ကျွံချဲ့ကားထားတာသာဖြစ်တယ်လို့ဝေဖန်ခဲ့ပြီးအမေရိကန်ဟာဒီမန်ချက်တွေအထောက်အမြောက်ခဲ့ရုံမျှမကဘာမှလည်းလက်စုပ်လက်ကင်မအောင်မြင်ခဲ့ဘူးလို့ဆိုပါတယ်။ မယ်ကန်ဘုံကျဲမှုအပြင်ကာတာမှာရှိတဲ့မယ်ကန်လေတက်စခန်းတစ်ခုကိုအီရန်ကဒုံးကျည်တွေနဲ့လက်တုံပြန်ပစ်ခတ်ခဲ့တာနဲ့ပတ်သက်လို့လည်းနောက်တစ်ချိန်မှာလည်းဒါမျိုးတွေထပ်ဖြစ်နိုင်ကြောင်းအီရန်ကိုတိုက်ခိုက်တဲ့ဆိုရင်ရန်သူတွေရဲ့ရန်လိုကျူးကျော်သူတွေအတွက်ပိတ်ဆက်မှုတံမှုဟာအရင်နစ်လိမ့်မယ်ဆိုတာတန်တရားမရှိတဲ့ကြောင်းကော်မဏီကမှတ်ချက်ပေးသွားပါတယ်။ဒါပေမဲ့အီရန်ဟာအဲ့ဒီတိုက်ခိုက်မှုမတန်ခင်ကာတာအစိုးရစီကြိုတင်အကြောင်းကြားထားခဲ့ပြီးအမေရိကန်တပ်တွေလည်းကြိုတင်ရွှေ့ပြောင်းထားခဲ့တာကြောင့်ဒါရရှိသူမရှိခဲ့သလိုစကမ်မှာလည်းပျက်စီးမှုအနေငယ်သာဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ကော်မဏီက ယူရန်အနေနဲ့နိုင်ငံရဲ့နျူကလ িয়ার ကြီးမားချက်တွေကိုဆက်လက်အကောင့်ထဲပေါ်သွားမှာဖြစ်တယ်လို့လည်းအတည်ပြုခဲ့ပြီးအမေရိကန်နဲ့နျူကလ িয়ার မူဝါဒရေးရာဆွေးနွေးမှုတွေလက်တလောဖြစ်နိုင်ခြေမရှိသေးဘူးလို့လည်းဆိုပါတယ်။ဆက်နရက်ကြာကြာမြင့်ခဲ့တဲ့အစ္စရေးအီရန်စစ်ရေးပြိပခါတွင်အီရန်မှာလူပေါင်း630တေဆုံးခဲ့တယ်လို့ကျန်းမာရေးဝန်ကြီးဌာနကကြေညာထားပြီးအစ္စရေးအာဏာပိုင်တွေကတော့အစုစုပေါင်းအသေးပြောက်24ဦးထိများပြားခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။မြန်မာရင်းအချမ်းပတ်စစ်ကြောင်းကစိတ်ဝေဒနာရှင်တအုပ်ကိုလက်ပြန်ကျိုးတုပ်ရိုက်တက်ကဆွန့်ပစ်ထားခဲ့ကြောင်းသိရပါဗါး ပဲခူတိုင်းတာယာဝတီခိုင်မင်းလာမြို့နယ်မှာစစ်ကြောင်းဝင်အကြမ်းဖက်ဆေးအုပ်စုကစိတ်ကြမ်းမာရေးထိုးတဲ့သူတယောက်ကိုလက်ပြန်ကျိုးတုပ်တပ်ဖြတ်ကဘုံခုချင်းနဲ့ဆွန့်ပစ်ထားခဲ့ကြောင်းမင်းလာမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖြတ်တာဝန်ရှိသူကပြောပါတယ်ပြီးခဲ့တဲ့ဇွန်လ23ရက်နေ့ကမင်းလာမြို့နယ်ငှက်လှဆန်းကျေးရွာတွင်ဝင်းရောက်မိရှို့နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအသက်30ကျော်အရွယ်စိတ်ကြမ်းမာရေးထိုးတဲ့သူအမျိုးသားကိုလက်ပြန်ကျိုးတုပ်တပ်ဖြတ်ပြီးနေအိမ်တလုံးရဲ့ဘုံခုချင်းနဲ့ဆွန့်ပစ်ထားခဲ့တယ်လို့သိရပါတယ်တည်သွားတဲ့သူကကိုတန်းစော်ဝင်းအသက်35နှစ်ပါ ညနေ3နာရီလောက်မှရွာကိုဝင်စီးပြီးရိုက်တက်သွားတာပြီးတော့လက်နောက်ပြန်ကျိုးနဲ့တုတ်ရင်ဘုံကိုချင်းနဲ့ပြစ်ထားခဲ့ကြတာပါအဲ့ဒါကို25ရင်းနေမှတွေ့တာပါလို့မင်းလှမြုံနဲ့ပြည်သူ့ကာကွယ်တာဝန်ရှိသူကပြောပါတယ်အကြမ်းမဲ့စေအုပ်စုတွေဟာမင်းလှမြုံနဲ့အတွင်းကတောင်ပြက်ရွာတဲ့ရွေကိုဥတုကျွဲလန်းစုဘိုးတထောင် စားချောင်းစင်အိုင်ချောင်းပေါက်ကန့်ကော်ပင်ရွာငှလှစမ်းစားမှုခွက်မကျွဲမကိုင်းစားတဲ့တိရွာပေါင်း7ရွာကိုဝင်ရောက်မိရှုဖျက်ဆီးခဲ့တယ်လို့လည်းမင်းလှမြုံနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ် အကြံဘက်စိုးစုတွေဟာရန်ကုန်ပြည်လအရှိတ်အချမ်းကကျွဲမကိုင်းနဲ့ရွေးကုန်းရွာတွေကဘုံကြီးကျောင်းတွေမှာအင်အား900နီးပါးနဲ့တပ်ဖြန့်ထားကလက်ရှိမှာတော့ပြန်ဆုတ်နေသလိုဗန်ပွေးကုန်းရွာဘက်ကလည်းအင်အား200နီးပါးနဲ့ရောက်ရှိသွားကြပြီလို့သိရပါတယ်။ရဲအတန်ကြာဝင်ရောက်နေတဲ့အကြံဘက်စစ်ကြောင်းကြောင့်မင်းလှမြုပ်နေရာတွင်ကကြေးရွာပေါင်း40ကျော်ကဒေသခံတွေဟာမိုးရဲရည်တဲ့စစ်ဘေးတိတ်ရှောင်နေရတယ်လို့လည်းသိရပါတယ်။